နေ့ရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တနင်္ဂနွေသာသမီများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်။တနေ့ခုနေ့သာသမီများအတွက်ဒီနေ့မှာအလုတ်ကိုအရှိန်အဟုန်နဲ့တိုးချဲ့သင်းတဲ့နေ့မျိုးဖြစ်ပါတယ်။အတိုက်အခံမှန်သမီများအနိုင်ရနိုင်တော့လေကိုယ့်ရဲ့မိတ်ဆွေအရင်းနေအနီးကပ်လူရင်းနေလူရင်းလူယိုအနီးကပ်အနီးနာက လူတွေကမိမိကိုဒုက္ခပေးတာမျိုးတွေတော့ဒီနေ့အတွက်ခံရတတ်တယ်။အိမ်နီးမှလည်းတဦးနဲ့တဦးကမဖြစ်စလောက်ငွေကြေးလေးတွေကိုအကြောင်းပြုပြီးတော့စကားများရတာပြဿနာတက်တာမျိုးတွေဖြစ်တတ်တယ်။အချီရေးမှလည်းဒီနေ့အတွက်ကြားလေသွေးလိုဝေးနေရတတ်တယ်။အချိုးပေးတဲ့ကဏ္ဍကတော့ 6နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနက်ရောင်နဲ့မရမ်းရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိပြားမှာရှောက်သီးသုံးကလူပေးရမှာဖြစ်ပါလိမ့်ရှင်။